ခန္ဓာ၅ပါးဆိုတာဒုက္ခပဲပြင်ဆက်ခန္ဓာခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုဘုန်းကြီးတို့တွေဘယ်လိုထင်နေတုံးဆိုငါလို့ထင်နေငါဟာလို့ထင်နေကိုရထားတဲ့ခန္ဓာ၅ပါးကိုကိုယ့်အကိုစဉ်းစားကြည့်လောကလူတွေတမန်အပြင်ကြည့်မယ်ဆိုရင်ငါလို့ထင်နေငါဟာလို့ထင်လာတယ်ဝိပဿနာဉာဏ်မြင်နဲ့ကြည့်လိုက်တဲ့အခါကျတော့ငါဆိုတာရောရှိသလားငါဟာဆိုတာရောရှိသလားလို့ တခုစီအသေးစိတ်လေးလံကြည့်တယ်ခါငါဆိုတာလည်းရှာမတွေ့ဘူးငါဟာဆိုတာလည်းရှာမတွေ့သို့တော့တာမန်အားဖြင့်ငါဆိုတာပဲဟာလဲလို့ဆိုရင်ကိုယ့်ကိုယ်လည်းညှို့ထုတ်ပြောကြမှာပဲငါဆိုတာဒါပဲပေါ့အဲ့ဒါလို့ငါငါဟာဆိုတဲ့အထင်မြင်ရောက်နေတဲ့မြတ်ကလပတ်လို့ဘာဖြစ်လဲငါလို့သတ်မှတ်တဲ့အရာငါဟာလို့သတ်မှတ်တဲ့အရာဒီဒီတိုင်းနေမှာမဟုတ်ဘူးတဖြည်းဖြည်း အနေဆာသဘောအရမတည်မြဲလို့ပြောင်းလဲလာမယ်အဆိုးပဲကိုရိုင်းလာမယ်အညထာဘာဝတမျိုးတစ်ပုံပြောင်းသွားပြီးဆိုလိုက်တာနဲ့တိုင်တယ်ခန္ဓာ၅ပါးကိုငါလို့ထင်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လာတော့ဆိုတောကားတဲ့ပရိဒီဝဒုက္ခဒေါမနတာဒါတွေဝင်လာတာပဲတေချာငါမှဖြစ်ရလေခြင်းငါဟာမှဖြစ်ရလေခြင်းနဲ့တွားတော့တာပဲလေဘာလို့လဲဆိုတော့ငါလို့ထင်ထားတာဟုတ် မျက်စိကိုငါလို့ထင်တယ်။အေးမျက်စိပြက်ဖို့ကြုံလာပြီဆိုလို့ရှိရင်တော့ငါလို့ထင်ထားတဲ့မျက်စိသို့မဟုတ်ငါမျက်စိငါလို့ထင်ထားတယ်။မျက်စိဒုက္ခဝေဒနာ ဖြစ်လာပြီ။မာရေရင်ကကြီးလာပြီ။ဟိုဘက်ထီအောင်ကူးတော့မယ်ဆိုရင်ဘယ်လောက်စိုးရင်ညာလဲလူတွေမှာနော်။ကုလို့မရတော့ဘူးဆိုတဲ့လူတွေဘယ်လောက်တန်ရဟိုတောကဖြစ်လိုက်မှာ။ဘာဖြစ်လို့ဒီလိုဖြစ်ရတာဆိုတော့ငါလို့ဆွဲလန်းထားလို့ငါလို့ဆိုအစအရေကမျက်စိဆိုတာစက္ကုပ္ပတာရုပ်ပဲ။ ဒီဟာသူ့အကြောင်းကြောင့်သူဖြစ်နေတာကံတရားကြောင့်ဖြစ်တယ်ဥဒုတို့စိတ်တို့အာဟာရတို့ကပံ့ပိုးထားတာသူဖြစ်ချိန်တန်လို့ဖြစ်လာတာပြည့်ချိန်တန်လည်းပြတ်မှာပဲငါမဟုတ်ဘူးဆိုရင်အမြင်ကြီးကို ရှင်းရှင်းလင်းလင်းမြင်ထားမယ်ငါဟာမဟုတ်ဘူးဆိုရင်အမြင်ကိုရှင်းရှင်းလင်းလင်းကြီးမြင်ထားမယ်ဝိပဿနာဉာဏ်နဲ့အဲ့ဒါလိုမြင်ထားမယ်ဆိုလို့ရှိရင်တောကလိုပြိတိဝါလိုဒုက္ခလိုဒေါမနတာလိုလာမှာမဟုတ်တော့လာတောင်မှ ပျော့ပျော့တည်တည်ပါပါကလေးပဲလာမှာပေါ့